light ဆိုတာကလှိုင်းလားအမှုံလားဘယ်လိုသဘောတရားရှိလဲဒီအဖြစ်နှစ်ခုကတော့သိပ္ပံပညာရဲ့သမိုင်းတခြားတော်တော်လေးခေါင်းရှုပ်ခဲ့ရတဲ့အခြေအနေပေါ့နော်အရင်တော့လူတွေပြောခဲ့တာအလင်းဆိုတာကအမှုံနေနဲ့ဖွဲ့စည်းထားတယ်ညူတန်တို့အုပ်စုကလည်းအလင်းဆိုတာကအမှုံနေနဲ့ဖွဲ့စည်းထားတဲ့အရာကြီးဒါပေမဲ့ညူတန်တို့ကနည်းနည်းလေးမှားနေတယ်ဆိုတော့နောက်ပိုင်းမှာတော့ဒီ Huygens to Hooks တို့ကဘာပြောခဲ့လဲဆိုတော့ light ဆိုတာကလှိုင်းသဘောတရားရှိတယ်လို့ပြောခဲ့ဆိုတော့အဲ့အဆိုပဲ အာတောမက်စ်ယန်ကလည်း double slit experiment နဲ့တက်တည်ပြခဲ့တဲ့အချိန်မှာတော့အားလုံးကအဲတပင်းကြီးအလင်းဆိုတာကကျွန်တော်တို့ fine the body ရှိရလို့လက်ခံခဲ့ကြတယ်ဆိုတော့ဒါပေမဲ့ဒါအပြည့်အဝတော့မမှန်သေးဘူးဒီအချိန်မှာ Einstein လည်းအဲမကြခင်ပေါ်လာခဲ့ပေါ့နော် Einstein ကသူ့ရဲ့ experiment တစ်ခုလုပ်ခဲ့တယ်ဆိုတော့ဒီ experiment ကြောင့်လူတိုင်းက light ဆိုတာက particle ဆိုတာကိုပါလက်ခံခဲ့ကြတယ်ဆိုတော့ဒီ experiment ကတော့ကျွန်တော်အခုပြောပြမယ် photoelectric effect လို့ခေါ်ပါတယ် ဆိုတော့ photoelectric effect ရဲ့ထူးခြားချက်ကတော့ဒီ experiment ကိုအဆိုအတင်သွင်းတဲ့အချိန်မှာ Einstein ကသူ့ရဲ့အရန်ကိုနာမည်ကြီးတဲ့ theory of relativity ဆိုတဲ့နှိုင်းယသီအိုရီကိုပါတပြိုင်တည်းတင်သွင်းခဲ့ဒါပေမဲ့ science community ကတော့ Einstein ရဲ့ photoelectric effect ကို Nobel ဆုပေးလိုက်တယ် Einstein တော့သိပ်မကျေနပ်ဒါဆိုရင် photoelectric effect ကဘာလို့ Nobel ဆုရပြီးတော့ဘာလို့အရန်မိုက်နေရဆိုတော့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်က photoelectric effect နဲ့ပတ်သက်ပြီးတော့အားလုံးနားလည်မယ့်ပုံစံနဲ့ရှင်းပြပေးပါမယ် metal surface တခုတတ္တုပြားတခုပေါ့ကို light တွေကျတဲ့အချိန်မှာဒီတတ္တုပြားစီကနေပြီးတော့ electron တွေထွက်လာတယ်လို့ပြောပါတယ်ဆိုတော့ဒီလို electron ထွက်လာဖို့အတွက်အဓိကအရေးကြီးဆုံးကတော့ဒီအလင်းရောင်မှာရှိရမယ်အနည်းဆုံး frequency တခုပါပဲဆိုတော့အဲ့ frequency ကိုတော့ threshold frequency လို့ခေါ်ပါတယ်သိထားမှာကဒီလိုမျိုး electron တွေထုတ်လွှတ်ဖို့ဆိုလို့ရှိရင်တော့ဒီ threshold frequency လောက်ဒီအလင်းရောင်ကပြင်းအားရှိမှပဲဖြစ်နိုင်မှာဖြစ်ပါတယ် scientist တွေကဒီဟာဘယ်လိုမျိုးလုပ်ခဲ့ကြလဲဆိုတော့အရန်ကိုလင်းထိန်နဲ့အမီးတွေနဲ့လဲစမ်းသပ်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့မြင်ရတဲ့ visible light တွေနဲ့စမ်းသပ်ပေမဲ့လဲဘလောက်ပဲလင်းလင်းဘလောက်ပဲ light ရဲ့ intensity ကိုတိုးလိုက်တိုးလိုက် electron တွေထွက်မလာဆိုတော့ဒါပေမဲ့အားပြောတဲ့ ultraviolet လို့ခေါ်တဲ့ခရမ်းလုံရောင်ကြီး UV ray လေးနဲ့ထိုးလိုက်တဲ့အချိန်မှာတော့ဒီ metal surface ပေါ်ကနေပြီးတော့ electron တွေအဲထွက်လာတာကိုတွေ့ရပါတယ်ဆိုတော့ ဒီနေရာမှာဒါဆိုရင်အရေးကြီးဆုံးကအလင်းရဲ့ပြင်းအားလို့ခေါ်တဲ့ intensity amplitude မဟုတ်ဘဲနဲ့သူ့ရဲ့ frequency လို့ခေါ်တဲ့ချိန်နှုန်းဖြစ်ပါတယ်ဆိုတော့ thermal visible light ထက်စာရင် ultraviolet light ရဲ့ frequency ကတော်တော်လေးများတယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့အလင်းရောင်ကလှိုင်းဖြစ်တဲ့အတွက်ကြောင့်သူက energy တက်ဆောင်ပေးတယ်ဆိုတော့ Einstein ပြောခဲ့တာကတကယ်တော့အလင်းရောင်ကလှိုင်းဆိုတာထက်အမှုန်လေးတွေဘာလဲဆိုတော့ photon လို့ခေါ်တဲ့အမှုန်လေးတွေ ဒီ photon လို့ခေါ်တဲ့အမှုန်လေးတွေကအဲ electron တွေစီကိုရောက်လာတဲ့အချိန်မှာသူတို့ရဲ့ kinetic energy ကိုပေးလိုက်တယ်ဆိုတော့ပေးလိုက်ပြီးတော့သူတို့ရဲ့ဒီ photon နေချလေးကပျောက်သွားပြီးတော့ energy တွေအဖြစ်ပဲပြောင်းသွားတယ်ပြီးလို့ရှိရင် electron တွေကအဲ့ဒီ surface ကနေပြီးတော့ထွက်သွားတယ်ဆိုတော့ဒီ energy တွေကဘာလို့လိုအပ်တာလဲဆိုရင်ဒီ electron တွေကဒီ metal atoms တွေရဲ့အလယ်မှာရှိတဲ့ nucleus စီမှာဆွဲတာကိုခံထားတာဒါဆိုရင်ဒီ energy ပေးလိုက်တဲ့အချိန်မှာ လုံလောက်တဲ့ work function energy ကိုပေးလိုက်ပြီဆိုလို့ရှိရင်တော့ electron တွေကလုံလောက်တဲ့ energy ရတဲ့အတွက်လွတ်မြောက်သွားမယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာ UV light မဟုတ်ဘဲနဲ့တာမန် visible light photon လေးလာမယ်ဆိုရင်တော့ frequency မလုံလောက်တဲ့အတွက်ကြောင့်အမထွက်ွားနိုင်ဘူးပေါ့နော်။ဒါတိုင်းမဲ့ UV photon တွေကတော့ electron တွေကို emit လုပ်စေနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ visible light တွေနဲ့ထိုးမယ်ဆိုရင်တော့ electron တွေကိုတော့ emit လုပ်မှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီ energy တွေက အီလက်ထရွန်တွေရဲ့ခိုင်တဲ့ energy ကိုနည်းနည်းလေး increase ဖြစ်စေတယ်ဒါကြောင့်ဒီ metal surface ကတော့နည်းနည်းလောက်ငွေးွားတဲ့သဘောတရားကိုတော့တွေ့တွေ့နိုင်မှာဖြစ်ပါတယ်ဆိုတော့တကယ်တော့ဒီ experiment ကိုလုပ်ခဲ့တော့ငါ zinc metal နဲ့လုပ်ခဲ့ကြတာပေါ့နော် zinc metal ရဲ့ threshold frequency ကတော်တော်လေးမြင့်တယ်ဆိုတော့ तू က ultraviolet region ထဲမှာရှိရဲ့အတွက်ကြောင့်အာ zinc metal နဲ့လုပ်တော့ငါတော့ကျွန်တော်တို့ ultraviolet light နဲ့မှာ तू က electron တွေကို emit လုပ်စေနိုင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ threshold frequency နည်းတယ် အဲဥပမာအဲဆိုဒီယမ်နဲ့ပိုတက်ဆီယမ်နဲ့ရူဘီဒီယမ်တို့ဆိုမျိုးမက်တယ်တွေနဲ့လောက်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တာမန် visible light နဲ့ထိုးမယ်ဆိုရင်တော့မှ electron တွေကို release လုပ်စေနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီ experiment အရာ Einstein ကအလင်းဆိုတာက photon လို့ခေါ်တဲ့အမှုန်သဘောတရားရှိတယ်ဆိုတော့ဒါဆိုရင်ဒီ experiment အပြီးမှာတော့အားလုံးက light ဆိုတာကအဲ light သဘောတရားလည်းရှိတယ်လို့အမှုန်သဘောတရားလည်းရှိရယ်ဆိုပြီးတော့လက်ခံခဲ့ကြရတယ်ဒါကြောင့် light has wave particle duality အလိုင်းသဘောတရားအမှုန်သဘောတရားနှစ်မျိုးရှိတယ်လို့ပြောပါတယ်ဥပမာ light က matter လို့ခေါ်တဲ့အပျက်စီးတွေနဲ့တက်ရောက်တဲ့အချိန်မှာတော့အမှုန်သဘောတရားနဲ့တက်ရောက်မှာဖြစ်ပြီးတော့ space ထဲမှာသူတို့သွားတဲ့အချိန်မှာတော့ line သဘောတရားနဲ့သွားမှာဖြစ်ပါတယ်ဒီ photoelectric effect ကတာမန် experiment တစ်ခုထပ်ကိုပို့ပါတယ်ဒီ experiment ကြောင့်ကျွန်တော်တို့ quantum mechanics ရဲ့သဘောတရားတွေကလည်းအများကြီးတိုးတက်ပြောင်းလဲလာတယ်ဖိစစ်ရဲ့အရေးပါတဲ့ကဏ္ဍတွေကိုလည်းတော်တော်လေးအထောက်အကူပေးခဲ့ပါတယ် ါကြောင့် photoelectric effect က Einstein ကို Nobel ဆုပါရစေခဲ့တဲ့အထိအာမိုက်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခု science community ကဘယ်လိုပြောလဲဆိုတော့ Einstein ကို Nobel ဆုပေးရတဲ့အကြောင်းရင်းက photoelectric effect ကစမ်းသပ်ရလွယ်ကူတယ်တွေးရှိရလွယ်ကူပြီးတော့ relativity ကတော့နည်းနည်းလေးတွေးရှိရခက်ခဲပြီးစမ်းသပ်ရခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်လို့အဲသူတို့ကပြောတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ photoelectric နဲ့ပတ်သက်ပြီးတော့သိချင်တာရှင့်တော့ကျွန်တော်ဒီ comment အောက်မှာမေးသွားလို့ရပါ